2025ခုနှစ်စက်တင်ဘာလရဲ့နေ့တနေ့မှာကုန်တင်သင်္ဘောကြီးတစ်စင်းကပါကစ္စတန်နိုင်ငံရဲ့စိတ်ကမ်းတစ်ခုအနေနဲ့တိတ်ဆိတ်စွာခီးစတင်ခဲ့ပါတယ်။ သူရဲ့ဝမ်ပိုက်ထဲမှာတော့တာမန်ကုံစီတွေမဟုတ်ပါဘူးအန်တီမိုနီဂျင်းနီတက်ထူရိုင်းအနှစ်တင်တဲ့အတူကမ္ဘာနီးပညာမြင့်စက်မှုလုပ်ငန်းတွေအတွက်အသက်သွေးသောဖြစ်တဲ့နီအိုဂျီမီယန်နဲ့ပရီစီယိုဂျီမီယန်လိုရှားပါတက်ထူတွေအပြည့်တင်ဆောင်လာခဲ့တာပါအော်တိုဘာလအစောပိုင်းမှာဂျီတင်မောဂျီကအမေရိကန်ပြည်တော်စုရဲ့အရှိတ်ဘက်ဂန်ယိုရန်ကစိတ်ကန်းတစ်ခုစီကိုဘိမတိရမခပဲစိုက်ကက်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ဒီအဖိုးတန်ကုံစီတွေကိုဂုံးလန်းခီးရနေတဲ့ဆင့်မစ်ဆူရီပြည် ဲမှာအခြေစိုက်တဲ့ US Strategic Matters USSM လို့ခေါ်တဲ့ကုမ္ပဏီစီကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒီကုန်တင်ပို့မှုကတမန်ရဲ့စာမျက်နှာအသစ်တစ်ခုကိုဖွင့်လှစ်လိုက်ကြပါပဲ။ဒါပါကစ္စတန်နိုင်ငံကနေ American ပြည်ထောင်စုစီကိုမဟာဗျူဟာမြောက်သတ္တုတွေကိုပထမဆုံးအကြိမ်တရားဝင်တင်ပို့လိုက်ခြင်းဖြစ်ပါတယ်။ဒါအပြင်စက်တင်ဘာလထဲမှာနှစ်နိုင်ငံအကြားချုပ်ဆိုခဲ့တဲ့ American Dollar 3900တန်ဖိုးရှိတဲ့မူပေါင်းသဘောတူညီချက်ရဲ့အစပြုခြင်းကိုလည်း အခိုင်အမာတက်တည်ပြလိုက်တာပါဒါပေမဲ့ဒီရှားပါတက်တုတင်ပုံမှုဟာနှစ်နိုင်ငံချစ်ချည်ရဲ့တင်ကြတာတစ်ခုဖြစ်ရမယ့်အစားကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ American နဲ့တရုတ်ကြားကကုန်သွယ်စစ်ပွဲဒုတိယအခြေကိုစတင်မိမွေပေးလိုက်တဲ့လောရက်တစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှထင်မှတ်ထားခဲ့မိမှာမဟုတ်ပါဘူး အားလုံးသိကြတဲ့အတိုင်းရှားပါတတူတွေဆိုတာ American တရုတ်ကုန်သွယ်ရေးစစ်ပွဲမှာတရုတ်နိုင်ငံရဲ့အကြီးအကဲအကြဆုံးပစ္စည်းတစ်ခုပါ အမေရိကန်ကတရုတ်အပေါ်ချမှတ်ထားတဲ့စီမီကွန်ထက်တာပေးဆိုးမှုတွေကိုတံပြန်ဖို့အတွက်တရုတ်ကကင်လုံးပြနေတဲ့အဓိကလက်နက်တစ်ခုပါအခုလိုအရေးကြီးတဲ့ညှိနှိုင်းမှုတွေပြုလုပ်နေတဲ့အချိန်အခါမှာတရုတ်ရဲ့သွေးရင်းညီအကိုလိုခင်မရတဲ့ပါကစ္စတန်နိုင်ငံကတရုတ်ကိုကြော်ခွာပြီးအမေရိကန်စီကိုရှားပါးတပ်တွေတိုက်ရိုက်တင်ပို့လိုက်ကြတာတရုတ်ကိုမြေကန်တယောက်လိုဖြစ်သွားစေခဲ့ပါတယ် ပြောရမယ်ဆိုရင်တော့တရုတ်အတွက်ဒီထက်ပိုဆိုးတာကဘာလဲဆိုတော့ပါကစ္စတန်ဟာဒီတပ်တွေကိုဒူးဖော်ဖို့အတွက်တရုတ်စီရရတဲ့ဤပညာနဲ့စက်ပစ္စည်းကရိယာတွေကိုအသုံးပြုခဲ့ပြီးတော့အခုတော့အဲ့ဒီဒူးဖော်ရလာတဲ့ထုတ်ကုန်တွေကိုတရုတ်ရဲ့အကြီးအကဲပြိုင်ဘက်ဖြစ်တဲ့ American CEO လှည့်ပြီးတော့ရောင်းချလိုက်တာပါပဲ ပါကစ္စတန်မီဒီယာတွေကတော့ဒီလိုရက်ကို တောင်အာရှတတုဒူဖို့ရေလုပ်ငန်းအတွက်ခေတ်သစ်တစ်ခုရဲ့အာယုံဦးလို့ဂုံယူဝင့်ကျွားစွာနဲ့ကြွေးကြော်ခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကအင်တာနက်သုံးစွဲသူတွေကတော့ဒေါသတွေထွက်ခဲ့ကြပြီးပါကစ္စတန်ကိုသစ်စဖောက်ဆိုပြီးတော့ပြင်းပြင်းထန်ထန်ကိုဆွတ်ဆွဲခဲ့ကြပါတယ်။သူတို့မြန်မာတော့ပါကစ္စတန်ဟာသူတို့ရဲ့အကိုကြီးကိုကြောက်ခိုင်းရုံတည်းမှာကပဲရန်သူနဲ့ပေါင်းပြီးတော့နောက်ကျိုးကိုပါဓာတ်နဲ့ထိုးလိုက်တာပါပဲ။ ဒီနောက်ကျောကိုဓာတ်နဲ့ထိုးမှုပါဟာဒီယုံနိုင်ငံအတွက်မဟာပြူဟာမြောက်အချက်ပြီးခေါင်းလုံးတီးလိုက်တယ်လို့ဖြတ်သွားခဲ့ပါတယ်။အော်တိုဘားလ9ရက်နေ့မှာဒီယုံနိုင်ငံရဲ့ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့အကောက်ခွန်ဦးစီးဌာနတို့ကဆိုင်းရဆရန်၄ခုကိုတပြိုင်တည်းထုတ်ပြန်ခဲ့ပြီးတော့ရှားပါတတုတူဖို့ရင်းနှီးပညာရေးအပေါ်ကန့်သက်ချက်အသစ်တွေချမှတ်လိုက်ပါတော့တယ်။အဲဒီထဲမှာ တင်ပို့ခွင့်လိုင်စင်တွေလိုအပ်မယ်ဆိုတဲ့အချက်ရှားပါတတုအကြီးစားတတုဆက်တချို့ကိုတင်ပို့ခွင့်ပိတ်ပင်လိုက်တဲ့အချက်ပြီးတော့ကန်သက်ကုံစီစင်းတွေကိုစိန်မုံအထုတွေကိုပါထည့်သွင်းလိုက်တဲ့အချက်တွေပါဝင်ပါတယ်။ဒါဟာပါကစ္စတန်ကအမေရိကန်စီရှားပါတတုတွေတင်ပို့လိုက်တဲ့အပေါ်ဒိုင်းဟိုက်တုံးပြန်လိုက်တာဖြစ်ပြီးတော့ညီအကိုကသစ္စာဖောက်လိုက်တဲ့အတွက်တိတိချာချာတွဲချက်ထားတဲ့လက်စားချေမှုတစ်ခုအဖြစ် ရှုံ့မြင်ခံခဲ့ရပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဒီလက်စားချေ င်မှုကပါကစ္စတန်ကိုပြင်းထန်ထားပုံရှားပေမဲ့ သူရဲ့နောက်ွယ်ကရည်ရွယ်ချက်အစမှန်ကတော့ American ရဲ့ရှားပါးတက်တုထောက်ပံ့ရေးခွင့်ဆက်ကိုပိတ်ဆို့ဖို့ပါပဲဒီလိုရက်က American Thamra Tran ကိုအကြီးကျယ်ဒေါသထွက်စေခဲ့ပြီးတော့ American တရုတ်ကုန်သွယ်ရေးစစ်ပွဲဒုတိယအကြီးစတင်စေခဲ့ပါတော့တယ် Trump အဆိုအရကတရုတ်ကုန်စည်တွေအပေါ်မှာ အခွန်တရာရာဂိုင်းလုံးအထိကောက်ခံမယ်လို့ကြေညာခဲ့ပြီးတော့နှစ်နိုင်ငံကြားမှာကုန်သွယ်ရေးအပြည့်ခက်ရဲ့စည်းရေးသဘောတူညီချက်ကလည်းပြိုလဲလှဆဲဆဲအခြေအနေကိုရောက်ရှိသွား ားခဲ့ပါတယ်။ဒီချင်းနေရတရုတ်အတွက်တော့လုံးဝသီးမခံနိုင်စရာပါပဲ။ဒါဟာနှစ်ဖက်ညက်ပြီးတော့တိုက်ခိုက်ခံနေရတဲ့နှစ်ချက်ကွန်းရှုံးနေမှုကြီးတစ်ခုဖြစ်နေခဲ့ပါတယ်။ဒီဖြစ်ပျက်ရဲ့အရင်းအမြစ်ကို ပြန်ကောက်ချင်ရင်တော့2025ခုနှစ်စက်တင်ဘာလ10ရက်နေ့က အစ္စလာမဘတ်မြို့မှာကျင်းပခဲ့တဲ့လက်မရေးထိုးပွဲအခမ်းအနားစီကိုပြန်သွားကြည့်ရမှာပါ။အဲဒီနေ့ရောက်ပါကစ္စတန်ဝန်ကြီးချုပ်ရှဖတ်ရှရီဖ်နဲ့တမရော်ကဝေးဦးစီးချုပ်အာဆန်မိုနီယာတို့ကိုရိုင်းတက်ရောက်ခဲ့ပြီးတော့ပါကစ္စတန်နဲ့အမေရိကန်ဂျာကတတူတူဖော်ရေးသဘောတူညီချက်ကိုတရားဝင်လက်မရေးထိုးတာကိုတသက်ရဲ့ဖြစ်ကြည့်ရှုခဲ့ကြပါရယ်။ ဒီသဘောတူညီချက်ကိုပါကစ္စတန်ဘက်ကစစ်တပ်ကဦးစီးလုခိုင်နဲ့ FWO company နဲ့ Maryban ဘက်က US Strategic Medal USSM တို့ကလက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။သဘောတူညီချက်ရဲ့အဓိကအာရုံစိုက်မှုကတော့ American ကိုမဟာဗျူဟာမြောက်တပ်တူတွေနဲ့ရှားပါတပ်တူတွေထောက်ပံ့ဖို့ဖြစ်ပြီးတော့တယန်စာတရှာဖွေရေးကနေထောက်ပံ့ပို့ဆောင်ရေးအထိအားလုံးကိုအကျုံးဝင်ပါတယ်။သဘောတူညီချက်အရ FWO ကပြည်တွင်းမှာတယန်စာတရှာဖွေရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးကိုတာဝန်ယူမှာဖြစ်ပြီးတော့ USSM ကတော့ဤပညာနဲ့ဗန္ဓာရေးဆိုင်ရာအထောက်ပံ့တွေပေးအပ်သွားမှာပါပါကစ္စတန်ရဲ့တရားဝင်ကြေညာချက်မှာတော့ဒီပူးပေါင်းဆောင်ရွက်မှုကိုချက်ချင်းစတင်မှာဖြစ်ပြီးတော့မဟာဗျူဟာမြောက်တပ်တုတွေနဲ့ရှားပါတပ်တုတွေတင်ပို့မှုကိုအဓိကခြားလို့ဆောင်သွားမယ်လို့အလေးပေးပြီးတော့ဖော်ပြခဲ့ပါတယ်ဒါကြောင့်ပဲပထမဆုံးရှားပါတပ်တုအနှစ်အသုံးက ပြောရမယ်ဆိုရင်တော့ Pasney စိတ်ကန်းကနေ American Sea ကိုတင်းတင်းမမတ်ထွက်ခွာသွားခဲ့တာပါဒီတတုတွေကအဓိကအားဖြင့် Balochistan ပြည်နယ်ကတတူတိုင်းနဲ့ခုအနေလာတာဖြစ်ပြီးတော့ Syrian နဲ့ Neo-Jemian လိုမျိုးမဟာပြူဟာမြောက် dressing 18မျိုးပါဝင်ပါတယ်။သဘောတူညီချက်မှာပို့ပြီးတော့ရှင်မှန်ချက်ကြီးတဲ့အစီအစဉ်တွေလည်းပါဝင်ပါသေးတယ်။ အကယ်၍ဒီပူပေါင်းဆောင်ရွက်မှုသာအဆင်ပြေဆုံးဝေးခဲ့မယ်ဆိုရင်ပါကစ္စတန်က Arabian ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာတီးတန့်တင်ပိုရေးစိတ်ကမ်းတစ်ခုတည်ဆောက်ဖို့ဂုံတွင်းပိုင်းကနေတယံစာတရီကိုထိထိရောက်တည်ယူပို့ဆောင်နိုင်ဖို့အတွက်ယထာလန်းတွေရတဲ့တောင်ဖောက်လုပ်ပြီးတော့ပြပြစုံနဲ့တတုတင်ပိုရေးစီးပွားရေးစင်ချန်တစ်ခုဖန်တီးဖို့အထီကိုအစီအစဉ်ရှိရဆိုပြီးတော့ဖော်ပြထားတာလည်းဖြစ်ပါတယ်ဒါအပြင်နိုင်ငံခံကြားကနားလည်မှုစာချုပ်လွှာနှစ်ခုရဲ့ ရေရှည်ရီမန်ချက်ကတော့အလယ်မြန်ကြီးထွားနေတဲ့ American ဈေးကွက်အတွက်အလယ်အလက်ထုတ်ကုန်တွေနဲ့နောက်ဆုံးထုတ်ကုန်တွေထုတ်လုပ်ပေးနိုင်မဲ့အထူးပြုတန်းစင်စက်ရုံတစ်ခုကိုပါကစ္စတန်မှာတည်ထောင်ဖို့ပါပဲ။ဂျာဟာတာမန်စီးပွားရေးသဘောတူညီချက်တစ်ခုလုံးဝမဟုတ်ပါဘူး။ဒါဟာဘူမိဗေဒဆိုင်ရာစူးစမ်းရှာဖွေမှု တတုတူဖော်မှုတတုရိုင်းတန်းစင်မှုနဲ့အနှစ်ထုတ်လုံးမှုအထိကျေပြန့်တဲ့ပြည်ပြည်စုံနဲ့စက်မှုခွင့်ဆက်ကြီးတစ်ခုကိုဖန်တီးလိုက်တာပါပဲ။ဒီစီစဉ်ကိုအဆင့်30နဲ့အကောင် ထဲပေါ်သွားမှာပါပထမအဆင့်2025 2026မှာတော့ဝင်ငွေအမြန်ဆုံးရရှိဖို့အတွက်ကုန်ကျန်းတွေကိုအဓိကထားတင်ပို့သွားမယ်ဒီအတွက်အမေရိကန်ကဒေါ်လာသန်း900ယင်းနှိမ့်မြုံနယ်ဖို့ကတိပြုထားပါတယ် ဒုတိယအဆင့်အနေနဲ့ပြည်ရင်းမှာတန်းစင်ပြုပြင်တဲ့စက်ရုံတွေကိုတိုးချဲ့တည်ဆောက်သွားမယ်။တတိယအဆင့်မှာဆိုရင်စက်မှုခွင်စက်တစ်ခုလုံးကိုပြည်ရင်းမှာပဲအပြေအဝါလုံးဆောင်နိုင်အောင်ကြိုးပမ်းပြီးတော့နောက်ဆုံးမှာတော့ပြီးပြည့်စုံတဲ့ရှားပါတထုတန်းစင်စနစ်တစ်ခုကိုပါပါကစ္စတန်မှာတည်ထောင်ဖို့ရှင်းမှန်းထားတာဖြစ်ပါတယ်။ ပါကစ္စတန်အတွက်တော့ဒီပူပေါင်းဆောင်ရွက်မှုကပြောရမယ်ဆိုရင်တော့တယန်စာတကိုဖွံ့ဖြိုးတိုးတက်မှုနဲ့လဲလှယ်ခြင်းဆိုတဲ့လက်တွေ့ကြတဲ့လမ်းကြောင်းတစ်ခုပါပဲ။ပါကစ္စတန်နိုင်ငံဟာတထုတယန်စာတတွေပေါ်ကျွေဝပေမဲ့ရန်ပုံငွေနဲ့နေပညာချိုးတဲမှုကြောင့်တံပိုးနှိမ်ပါတဲ့ကုန်ကျန်းရောင်းချမှုအဆင့်မှာပဲနှစ်ပေါင်းများစွာရပ်တည်နေကြရတာဖြစ်ပါတယ်။ မရိကန်ကကတိပေးထားတဲ့ဒီဆက်မှုခွင့်ဆက်ကြီးဟာတတုတူပေါ်ရေးထောက်ပံ့ပို့ဆောင်ရေးနဲ့သန်းစီရေးလုပ်ငန်းတွေမှာအလုတ်ကင်ပေါင်းတောင်းတဲ့ချီကိုဖန်တီးပေးနိုင်ရုံတည်းမှာပဲနေပညာလွဲပြောင်းမှုအနေနဲ့တဆင့်ပြည်ရင်းကတတုဗေဒဆိုင်ရာစွမ်းဆောင်ရည်တွေကိုပါမြင့်တင်ပေးမှာဖြစ်ပါတယ် ဒါကပါကစ္စတန်ကတရားစတာပိုင်ဆိုင်သူအဆင့်ကနေစက်မှုလုပ်ငန်းမှာပါဝင်သူအဆင့်ကိုကူးပြောင်းနိုင်ဖို့ကူညီပေးပါလိမ့်မယ်။ရှေးတိုမှာတော့ဒေါ်လာတန်900ယင်းနည်းမြုံနယ်မှုကပါကစ္စတန်ရဲ့ကျွေးမီဖိအားကိုရှော့ချပေးနိုင်ပါလိမ့်မယ်။2024ခုနှစ်အကုန်မှာပါကစ္စတန်ရဲ့နိုင်ငံသားကျွေးမီဟာဒေါ်လာ1.3ထရီလီယံအထိရှိခဲ့ပြီးတော့အရီဒဲကဒေါ်လာဘီလီယံ20ကျော်ကတရုတ်ကိုပေးရမယ့်အကျွေးတွေဖြစ်ပါတယ်။ American Attorney Dilo ရဲ့ကတရုတ်ရဲ့ရှာပါတတုအပေါ်မှာတဦးတည်းမူပိုင်ခွင့်ကိုချိုးဖျက်နိုင်ပြီးတော့ထောက်ပံ့ရေးကွင်းဆက်မိကိုနေရမှုအပေါ်စိုးရိမ်ပူပန်မှုတွေကိုလျှော့ပါစေပါတယ်။ ဒီထက်ပိုပြီးတော့အရေးကြီးတာကတော့ American တရုတ်ကုန်သွယ်ရေးညှိနှိုင်းမှုတွေမှာမဟာဗျူဟာမြောက်ဖိအားပေးကတ်တစ်ခုကိုပိုင်ဆိုင်သွားတာပါပဲ။ဒါပေမဲ့ပါကစ္စတန်နဲ့ American အတွက်နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ဒီသဘောတူညီချက်ကတရုတ်နိုင်ငံအတွက်တော့သစ္စာဖောက်တဲ့လုပ်ရက်တစ်ခုအဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပါကစ္စတန်ရဲ့ရှားပေါင်းတပ်တို့ဒူးဖော်ရေးလုပ်ငန်းက သူ့လိုလိုစတင်ခဲ့တာမဟုတ်ပါဘူးတရုတ်နိုင်ငံကနှစ်ပေါင်းများစွာတရုတ်ပါကစ္စတန်စီးပွားရေးစင်ကြံ CPEC စီမံကိန်းအနေနဲ့တဆင့်ပါကစ္စတန်ကိုစက်ပစ္စည်းကိရိယာတွေတန်းစင်ဤပညာတွေနဲ့ ဒူဖော်ရေးတန်းတန်းနေပံ့ပိုးပေးကြတာပါဥပမာအားဖြင့်ဘာလိုချီစတန်ပြည်နယ်ကတတုတွင်တတော်များကတရုတ်ရဲ့ကန်ဂျိုးနဲ့ပေါန်ထိုဒေသတွေကအလီအချင်းတွေကနေဆင်းသက်လာတဲ့တရုတ်မီပညာအကူအညီနဲ့တိစောက်ထားတဲ့ဒူဖော်ရေးစနစ်တွေကိုအသုံးပြုနေကြတာပါအခုတော့တရုတ်ကမွေးထုတ်ပေးလိုက်တဲ့ဒီနီပညာတွေကအမေရိကန်ကိုထောက်ပံ့မဲ့တတုတွေကိုတန့်စင်ဖို့အတွက်အသုံးပြုနေကြပြီးတော့အမေရိကန်ကိုတရုတ်ရဲ့ရှားပါတတုအကြီးစားတင်ပို့ခွင့်ကန့်သက်ချက်တွေကိုကျော် ်လွှားနိုင်အောင်ကူညီပေးနေပါတယ်။ဒါဟာဘေကျင်းအစိုးရကိုကြီးကျယ်ရှင်းရစေခဲ့ပါတယ်။သူတို့ရဲ့သွေးရင်းညီကိုဟောင်းကတရုတ်နည်းပညာကိုသုံးပြီးတော့သူတို့ရဲ့အကြီးမားဆုံးပြိုင်ဘက်ကို ထောက်ပံ့ပေးနေတာပါပဲ။ပါကစ္စတန်နဲ့အမေရိကန်ဂျားကပူးပေါင်းဆောင်ရွက်မှုရဲ့အရှိန်ဟုန်ကမျောလင့်ထားတာတဲ့အများကြီးပို့ပြီးတော့ညံဆန်ခဲ့ရလဲဖြစ်ပါတယ်။ စက်တင်ဘာလ25ရက်နေ့မှာဝင်းကြီးချုပ် Chavez Sheriff နဲ့တက်ချုပ်မူနီယာတို့ကအိမ်ဖြူရောကိုတွားရောက်ပြီးတော့ Trump အစိုးရအဖွဲ့နဲ့မိနစ်80ကြာတကားပိတ်အစည်းအဝေးတစ်ခုကျင်းပခဲ့ကြပါတယ်။မူနီယာက ရှားပါတက်ချုပ်နမူနာ18မျိုးပါဝင်တဲ့ယရနာတက်တာတစ်ခုကို Trump အတွက်လက်ဆောင်ဖြစ်ပေးခဲ့ပြီးတော့ Trump ကလည်းလက်မထောင်ပြားကဒါဟာကစားကွက်ကိုပြောင်းလဲစေမဲ့မိဖက်ဆက်ဆံရေးတစ်ခုပဲလို့လူသိရှင်ကြားပြောကြားခဲ့ရလဲဖြစ်ပါတယ်။ ဒါပေမဲ့ပူပေါင်းဆောင်ရွက်မှုက တလောက်နဲ့ပဲမပြီးသေးပါဘူး။အော်တိုဘာ၄ရက်နေ့မှာ Financial Times သတင်းစာကပို့ပြီးတော့နူညံ့သိမ်မွေ့တဲ့အဆိုပြုချက်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်။အဲဒါကတော့ပါကစ္စတန်ရဲ့အကြံပေးအဖွဲ့က American ဆိုရကိုတရုတ်ကယနေ့မြောက်နှံထားတဲ့ Guadalcanal စိတ်ကမ်းနဲ့132ကီလိုမီတာပဲကွာဝေးတဲ့ Pasney ဒေသမှာစိတ်ကမ်းသစ်တစ်ခုကိုတည်ဆောက်ဖို့အကြံပြုခဲ့တယ်ဆိုတော့သတင်းပဲဖြစ်ပါတယ်။ဒီစိတ်ကမ်းအသစ်ကတတုတင်ပို့မှုအတွက်တည်သက်ဖြစ်မှာပါ။ဒီအဆိုပြု ချက်ဟာဘန်စနီစိတ်ကန်းတီနီယာရဲ့မဟာဗျူဟာမြောက်အရေးပါမှုကြောင့်ကဘာဇဝမ်ကိုတုံလုံးခြောက်ခြားစေခဲ့ပါတယ်။တရုတ်ပါကစ္စတန်စီးပွားရေးစင်ဆိုင်ရဲ့အဓိကအချက်အခြာဖြစ်တဲ့ကွာတာစိတ်ကန်းဟာပေကျင်းအတွက်အိန္ဒိယသမုဒ္ဒရာစီကိုထွက်ပေါက်တစ်ခုဖြစ်ယုံတာမှာကတရုတ်ရဲ့ကာဘန်နဲ့လမ်းစီမံကိန်းရဲ့အဓိက အကျဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ အကြိမ်အမေရိကန်သားဖက်စနီစိတ်ကန်းတိဆောက်ရေးမှာပါဝင်လာခဲ့မယ်ဆိုရင်ပါကစ္စတန်ကဒါဟာစီးပွားရေးတသက်စီမံကိန်းတစ်ခုပါလို့အကြိမ်ကြိမ်ပြောဆိုနေပေမဲ့သူရဲ့ပြင်းထန်တဲ့ပထဝီနိုင်ငံရေးတရားမှုတွေကိုဖုံးကွယ်ချလို့ရမှာမဟုတ်ပါဘူးစိတ်ကန်းအသစ်ကဂေါ်ဒစိတ်ကန်းနဲ့ဓာတ်ရိုက်ရှင်ပြန်ရမှာဖြစ်ပြီးတော့ပါကစ္စတန်ကိုစိတ်ကန်းတစ်ခုရဲ့အပေါ်မိခိုးနေရမှုကိုရှော့ချပေးနိုင်တယ်လို့အမေရိကန်ကလည်းတရုတ်ရဲ့ဩစာလွှမ်းမိုးမှုကိုချော်လွှားနိုင်မဲ့နောက်ဖေးပေါက်တစ်ခုပေးအပ်လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ် ပေကျင်းအတွက်တော့ပါကစ္စတန်ရဲ့ဒီလုပ်ရက်က နောက်ထပ်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လုပ်ရက်တစ်ခုလို့ခန့်စားလိုက်ရပါတယ်။ရှားပါတတုတင်ပို့မှုအပြီးမှာဒီတစ်ချက်ကတရုတ်ပါကစ္စတန်စီးပွားရေးစင်းကြံရဲ့အသက်သွေးကျောကိုဓာတ်ရိုက်ထိုးနှက်လိုက်တာပါပဲ။ပါကစ္စတန်ရဲ့အမေရိကန်ဘက်ကိုမျက်နှာသာပေးမှုဟာ လက်တွေ့ကြတဲ့အကျိုးရလဒ်တွေကိုချက်ချင်းဆိုသလိုရရှိစေခဲ့ပါတယ်။အော်တိုဘာလ9ရက်နေ့မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာပါကစ္စတန်ကို AIM 120အစင်းမြင့်အလယ်လက်ပစ် L2L ဒုံးကျည်တွေရောင်းချဖို့တရားဝင်အတည်ပြုပေးခဲ့ပါတယ်။တန်ဖိုးကတော့ဒေါ်လာသန်း250ဖြစ်ပါတယ်။ဒီဒုံးကျည်တွေကပါကစ္စတန်ရဲ့ F16 တိုက်လေယာဉ်တွေရဲ့စွမ်းဆောင်ရည်ကိုအိန္ဒိယနဲ့ရှင်ပြန်ရာမှာတိတိတသာမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ါကစ္စတန်ကတရုတ်ကိုကြောခိုင်းသွားပြီးရနောက်ပေကျင်းကအကြိမ်ကြိမ်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီးရနောက်မှာတော့နောက်ွယ်ရနေလှုံ့ဆော်မှုတွေလှုံ့ဆော်လာဖို့တွန်းအားပေးခံခဲ့ရပါတော့တယ်။ဒါကတော့အားလုံးမြင်တွေ့ခဲ့ရပြီးသားဖြစ်တဲ့ရှားပါတတုတူဖို့ရင်းဒီပညာအတွက်တင်ပို့ခွင့်လိုင်စင်လိုအပ်တာစက်ပစ္စည်းကိရိယာတွေကိုအဝေရနေပိတ်ပင်နိုင်တာရှားပါတတုအလက်စာနဲ့အကြီးစားတတုဆက်တွေကိုတင်ပို့ခွင့်ပိတ်ပင်တာတွေပါဝင်ပါတယ်။ တရုတ်လူမှုကွန်ရက်အပေါ်မှာတော့ပါကစ္စတန်ကဟာတထုထူဖို့ရေးဆက်ပစ္စည်းတွေကိုအဝေးထိန်းစနစ်နဲ့ချက်ချင်းပိတ်ပစ်ဖို့တောင်းဆိုတဲ့နေတောင်မှထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါကတော့ပါကစ္စတန်နဲ့ဆော်ရီအာရေဗျာကိုကုလသမဂ္ဂစင်မြင့်ပေါ်မှာ ဝိုင်းပယ်ဖို့ကြိုးစားတာပါပဲ။အော်တိုဘာ9ရက်နေ့မှာတရုတ်ရဲ့ကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ခန်ရွှန်းဟာ တာဘာဂိုကက်စတန်လီဘရေးရှင်းအာမီ BLA ကိုအကြံဖက်အဖွဲ့အစည်းအဖြစ်ပိတ်ဆို့အရေးယူမှုစီရင်တဲ့ကိုထည့်သွင်းဖို့အဆိုပြုခဲ့ပါတယ် BLA ဆိုတာပါကစ္စတန်ရဲ့ဘာလိုချစ်စတန်ပြည်နယ်မှာလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတစ်ခုပါဒီလိုရဲရဲ့ NDA ရှိတဲ့အပိုင်းကတော့ဒါဟာပါကစ္စတန်ရဲ့အားနည်းချက်အာအခီဟီလ်ကိုတိုက်ရိုက်ပြတ်မှတ်ထားလိုက်တာပဲဖြစ်ပါတယ် ဒီလိုလိုရက်ကဘာလို့ချီလိုလဲရေလိုလာတဲ့စိတ်ဓာတ်တွေကိုပို့ပြီးတော့မီထိုးပေးလိုက်တယ်လို့ဖြစ်ပြီးတော့ပါကစ္စတန်ရဲ့လုံခြုံရေးအခြေအနေတွေကိုပိုဆိုးသွားစေပြီးတော့အစ္စလာမဘတ်အပေါ်မှာစီးပွားရေးဖိအားတွေထပ်တိုးစေပါတယ်တတိယလက်တုံးပြန်မှုကတော့အယုံမာဆုံးလက်တုံးပြန်မှုဖြစ်နိုင်ပါတယ်တရုတ်ဟာထောက်လန်ရေးအေဂျင့်တွေကိုရွေးဝတ်အသုံးချပြီးတော့အရေးစစ်ပွဲတစ်ခုဖန်တီးဖို့ကြိုးစားခဲ့ပါတယ်အော်တိုဘာလ17ရက်နေ့ညနေပိုင်းမှာတာလီဘန်တွေကပါကစ္စတန်စစ်စခန်းတွေကိုနေဆက်ကနေအကြိမ်ကြိမ်ဝင်ရောက်စီးနင်းတိုက်ခိုက က်ခဲ့ပါတယ်။တာလီဘန်တွေကသူတို့ရဲ့တပ်ဖွဲ့တွေဟာပါကစ္စတန်စစ်သား98ယောက်ကိုတဖျက်နိုင်ခဲ့ပြီးတော့နောက်ထပ်30ကိုဒဏ်ရာရစေခဲ့ကပါကစ္စတန်စစ်စခန်း25ခုကိုတိမ်ပိုက်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။သောတူရီကတော့ဒီပြိပခမုံတိုင်းကမွတ်စလင်ပြည်တွင်ပြိပခတစ်ခုတသက်ဖြစ်ဖို့အတွက်အချိန်အခါကအရန်ကိုတိုက်ဆိုင်လုပ်နေတယ်ဆိုပြီးတော့ထောက်ပြခဲ့ကြတာလည်းဖြစ်ပါတယ် လူမှုကွန်ရက်တွေနဲ့ထောင်လန်းကြီးတွေရဲ့သတင်းတွေကတော့ပေကျင်းရဲနောက်ွယ်ကလက်မဲကြီးတွေကိုဒီဇိုင်းမမတ်ညွန်ပြနေကြပါတယ်။တရုတ်နဲ့အာဖဂန်နစ္စတန်ကြားမှာဒေါ်လာဘီလီယံ20ကျော်တန်ဖိုးရှိတဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီးတော့တာလီဘန်တွေကတရုတ်ကိုယုံကြည်စိတ်ချရတဲ့ရှင်နန်မိဖက်အဖြစ်ကိုရှုမြင်ထားကြတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းပါကစ္စတန်ကအမေရိကန်ဘက်ကိုရင်ရင်သွားတာကကဘူးအစိုးရကိုအခဲမကြီးဖြစ်စေခဲ့ပါတယ်။ တရုတ်ဟာတာလီဘန်ထောက်လိုင်းအရာရှိတွေကိုရှင်းချန်းမော်ရယ်ကိုအသုံးပြုပြီးတော့လျှို့ဝှက်လေ့ကျင့်ပေးခဲ့တယ်။ဒရုန်းထောက်လိုင်းရေးအချက်အလက်တွေမျှဝေခဲ့တယ်။နေပြည်တော်အကူအညီတွေပေးခဲ့တယ်။ တွင်းလူတွေကနေပြီးတော့ဒီလိုဖွင့်ချခဲ့တာဖြစ်ပါတယ်အပြန်အလှန်အားဖြင့်ဆိုရင်တော့အာဖဂန်နစ္စတန်ကပါကစ္စတန်ရဲ့သစ္စာဖောက်မှုကိုလက်တုံးပြန်ပေးတာပါပဲဂျေယုရဲ့ဒီနောက်ဆုံးလက်တုံးပြန်မှုတွေကလိမ္မာပါနဲ့ပုံရပေမဲ့အလွန်ပဲရှုံးမာလာပါတယ်ဒီရှုံးမာမှုကိုကစားကွက်ကအခုဆိုရင်အားလုံးမြင်သွားကြပြီဖြစ်ပါတယ်ဂျာဟာနိုင်ငံကအတိုင်းဝိုင်းအထူးသဖြင့်အမေရိကန်ကိုပေကျင်းရဲ့ရည်ရွယ်ချက်အမှန်ကိုပို့ပြီးတော့노ကြသွားစီမှာပါပဲ ဒါဟာအမေရိကန်ရဲ့အခွန်ထုံးမြက်ကောက်ခံမှုကိုအရှိန်မြင့်တင်ပေးလိုက်ရုံသာမက နောက်ဆက်တွဲဆီမီကွန်ဒက်တာပိတ်ပင်မှုတွေနဲ့ ဗဏ္ဍာရေးဆိုင်ရာပေးဆိုမှုတွေကိုပါတည်ဆောင်လာနိုင်ခြင်းရှိနေပါတယ်။ဒါအပြင်ပါကစ္စတန်ကိုလည်းတရုတ်နဲ့သူ့ရဲ့ဆက်ဆံရေးကိုပြန်လည်စဉ်းစားဖို့တွန်းအားပေးလိုက်သလိုပါပဲ။တရုတ်ကဒီအကျိုးဆက်တွေကိုတကယ်ပဲခံနိုင်ရှိရလားဆိုတော့မိကုံးရဲ့နောက်မှာတော့တရုတ်ရဲ့အင်အားကြီးဖြစ်လို့တဲ့အိမ်မက်ကလည်းတကယ်ကိုပဲမိကုံးရီထဲမှာပဲပျောက်ွယ်သွားရပွဲရှိနေတော့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ် နောက်နေ့ဒီမှာလည်းပရိသတ်ကြီးရဲ့အတွက်နောက်ဆုံးရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားပါအောင်မယ်။ Like and Subscribe လေးနဲ့အားပေးသွားဖို့လည်းအားလုံးတောင်းဆိုလိုက်ပါရရှင်။